အခုဒီနေ့မို့ဒီနေ့မောက်ဒီနေ့ရရရရမောက်ကျွန်တော်တို့ဟိုပါပေါ့နော်ဒါဒီနေ့ဆိုရင်7ရက်ဆို12ရက်12ရက်နေ့ကကျွန်တော်တို့ဒီကမ္ဘလူနယ်တွေကနေပြောမှာပဲအင်းအားတရားပါတဲ့စစ်ကြောင်းတစ်ကြောင်းကခင်ဦးဘက်ကိုကူးသွားတာရှိတယ်ပေါ့နော်ဝယုံကြီးရှိတော့ဘက်ကိုပေါ့နော်အဲ့တော့ဒါဒုတိယစစ်ကြောင်းပြောမှာပေါ့မနေ့ကကူးသွားတဲ့တိုက်ခတ်ခံတဲ့စစ်ကြောင်းကဒုတိယစစ်ကြောင်း တော့ကျွန်တော်တို့ဒီဒုတိယစစ်ကြောင်းကအဲ့ဘက်ကိုသွားမယ်ဆိုတော့လည်းကျွန်တော်တို့သိရတယ်စုဖွဲ့မှုလုပ်ထားဆိုတော့လည်းကျွန်တော်တို့သိတယ်အားကြောင့်မို့လို့ဒီလမ်းကနေပြီးတော့မှပဲကျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုတွေနဲ့ချစ်ဆက်ပြီးတော့ကြားပြတာတိုက်ခိုက်တဲ့အနေထားပါပဲအဲခွေးအင်ကျွန်တော်တို့ကစစ်ခွေးလို့ခေါ်တာပေါ့ဗျာနော်စစ်ခွေးအင်ကတော့ဒါတရားနဲ့တရားနဲ့နှစ်ယောက်ပေါ့နော်တရားနဲ့နှစ်ယောက်ပါတဲ့စစ်ကြောင်းဖြစ်ကျွန်တော်တို့တည်ထားတာရှိတယ်တပ်ပွဲဖြစ်ချင်းကြာတာကတော့မနေ့စနေ90လောက်ကနေစပြီးတော့ဖြစ်လိုက်တာ ဆက်တနာကြီးဆက်တနာကြီးမတင်းလောက်ကြာတာ၃နာရီခွဲလောက်ကြာတာပေါ့နော်တပွဲဖြစ်ချင်းကတော့လေအတင်းစောင့်ကြိုတိုက်ခိုက်တယ်လို့ပြောလို့ရပါတယ်ဗျာဘာပြောလို့လဲဆိုတော့သူတို့စုဖုံးမှုလုပ်နေတာတွေကိုလည်းကျွန်တော်တို့သိတယ်ဒီစစ်ကြောင်းကကျွန်တော်တို့ဒီချင်းဥပက်ကိုဆက်ပြီးတော့ကူးမယ်ဆိုအောင်လည်းကျွန်တော်တို့သိတာဖြစ်တဲ့အတွက်အဲ့အဲ့ဒီနေ့မတိုင်ခင်မှာပဲကျွန်တော်တို့ဒီဘက်မှာရှိတဲ့တော်လိုင်းရေးအင်အားစုတွေပေါ့နော်တော်လိုင်းညီကိုတွေကိုကျွန်တော်တို့စုပေါင်းဝေးလောက်ခိုင်းပြီးတော့မှာပဲအတင်းဆောင်ကြိုတက်ခိုက်တဲ့အနေအထားတစ်ခုပါပဲဟုတ်ကဲ့ ။အဒါတွေကတော့ကျွန်တော်တို့ဒီစစ်ကြောမှာတာဝန်ယူဥဆောင်ပြီးတော့တိုက်တဲ့ဒါစစ်ကြောမူပိုင်ချဲဆိုတဲ့ငငယ်လေး profile မှာလည်းတာတင်ထားတာရှိတယ်။နောက်ပြီးကျွန်တော်ဒီစစ်ကြောမတိုက်ခင်မှာပေါ့နော်စစ်ကြောမတိုက်ခင်မှာလည်းအဲကျွန်တော်တို့ဒီတိုက်နယ်ရဲ့သတင်းထောင်လိုင်းရေးသတင်းတာဝန်ခံငငယ်တယောက်ကိုလည်းကျွန်တော်တာဝန်ပေးပြီးတော့အခုဆော့ပန်ပြောတဲ့စစ်ကြောမူနဲ့ချိန်ဆက်ပြီးတော့ပေါ့နော်စစ်ကြောမူနဲ့ချိန်ဆက်ပြီးတော့ဒါတွေကိုနေရာယူလာတွေပါတယ်ကျွန်တော်တို့ကြိုတင်ပြင်ဆင်လောက်တာရှိတယ်။အဲ့တော့သူတို့တွေ ဒီပြင်မှာထိခိုက်ကြဆုံမှုဆိုတဲ့ပိုင်းကဏ္ဍတွေမှာလည်းတိုက်ပွဲဖြစ်နေတဲ့အချိန်မှာအဲကျွန်တော်ရဲ့ဒီတိုက်တဲ့တရင်တောင်ဝင်ကံလည်းတိုက်ပွဲတိုက်ပွဲမှာမှရှိနေတယ်ပေါ့နော်အဲစစ်ကြောမှုတွေနဲ့တူတိုက်ပွဲမှာရှိနေတယ်ဆိုတော့တိုက်ပွဲဖြစ်ပြီးတော့ကျွန်တော်တို့မြေပြင်မှာလိုက်လံပြီးတော့ရှင်းလင်းလုပ်တဲ့အချိန်တွေမှာပေါ့နော်ဒီသူတို့ကိုလိုက်ပြီးတော့လုံးတဲ့အချိန်တွေရှင်းလင်းလုပ်တဲ့အချိန်တွေမှာလည်းဒါကျွန်တော်တို့ရဲ့ဒီကျဲပေါ်တွေကိုတိုင်ကိုကြရတဲ့ဒီသူတို့ရဲ့ရုပ်လောင်းတွေတွေ့ရတဲ့စစ်တုံးမန်းတွေကလည်းဒါဖမ်းမိတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်။ဒါစစ်တုံးမန်းဆိုရင်ကျွန်တော်တို့က15ဦးပေါ့နော်။15ဦ ဖမ်းမိထားတာရှိတယ်အဲ့ဒီတည်းမှာလဲចောင်းသားလေးတွေဆက်ပါတယ်သူပေါ်တာဆွဲပြီးခိုင်းတာပေါ့နော်အတင်းကျစစ်ခိုင်းမှုတွေနဲ့လောရတဲ့ចောင်းသားလေးတွေလည်းပါလာပြီးကျွန်တော်တွေ့ရတယ်အဲလက်နဲ့တည်းရတာကတော့မီဒီယာမှာလည်းတင်ထားတာတော့ကျွန်တော်တို့တွေ့ပါတယ်အဲ့ဒီမှာပါခဲ့တဲ့နေ့ရဲ့အတိုင်းတာအတိုင်းပါပဲတချို့တဝက်တွေကျတော့ကျွန်တော်တို့ကအနေမီအလုံးစုံပေါ့နော်ဒီရှင်းမင်းမလို့ရတဲ့အပိုင်းကဏ္ဍတွေရှိတယ်ပြီးတော့ဖြစ်တဲ့ဖြစ်ကျွန်တော်တိုက်ပွဲကလည်းတကယ် လေကျိုးလေကြားမှာပေါ့နော်လေလေခွေးမြင်မှာဖြစ်တာတဲ့အနေထားဆိုတော့လေအဲ့ဒီမှာတဲ့ချိုးတဝက်ဒီဒီဒီနေ့မနေ့မှာတော့လိုက်ရှာတဲ့အခါမှာယုံလုံးနေရတာထပ်ပြီးတွေ့နေတဲ့အနေထားရှိတယ်အာအတိအကျတော့ကျွန်တော်စီကတော့ဒါမရောက်ခဲ့သေးဘူးတုတ်ပြတော့ညာလေအဲကျွန်တော်တို့ခမန်းကြီးပေါ့နော်အဲခမန်းကြီးဒါစစ်သုံးမှန်းဖမ်းမိထားတဲ့အရေးအတွက်နဲ့ကြာဆုံးရဲ့အနေထားနဲ့တွေ့ရမယ်ဆိုတော့ကျွန်တော်တို့ကတော့ဒါ40ကျော်50လောက်တော့ကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲကျွန်တော်ထပ်ပြီးတော့သိရတာက ကံမလို့666ကဆေးရုံမှာလဲဒါစစ်ခွေး48ယောက်တန်းရရပြီးတော့ဒါသက်ရှိအောင်ပို့ထားလိုက်တယ်ဆိုတော့လေကျွန်တော်တင်ထပ်ရထားတော့ရှိတယ်ဗျာ။ကျွန်တော်တို့တရားတလောက်ဆိုရင်တော့စိတ်အထုတည်တန့်ကြီးတော့မဟုတ်ဘူးပေါ့နော်။သူကတော့ဟိုပြောမစင်တော့ဗျာသူတို့ကတော့တကယ်တကယ်တက်ရင်နေရဲ့ခလာရတစ်သုံးလုံးပေါ့နော်။တော့ပြောတက်မှတ်သုံးသုံးဆိုတာလေတကယ်ဆိုရင်နာမည်ကံပဲရှိလို့တယ်လို့ကျွန်တော်တို့ကတော့ပြောချင်တာပေါ့နော်။ ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့တော်မများကိုအသုံးပြုနေတာတွေကဒါနေရာကမြန်မာနိုင်ငံတနိုင်ငံလုံးတိုင်းတာနဲ့ပေါ်တာဆွဲခံထားရတဲ့နော်အရက်ဖက်ပြည်သူတွေအရက်ဖက်ကနေဒါကျွန်တော်ပေါ်တာဆွဲခံရတဲ့ဒါကျွန်တော်ပြူစောတိတသွင်းခံရတဲ့သူတွေပေါ့နော်သူတို့ရဲ့တော်မများကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဟိုတက်မှတ်သုံးသုံးကလည်းပါတယ်ပေါ့နော်ကျွန်တော်တို့အတိအကျတော့ဆိုရင်တော့စစ်သားအလေးရောက်ပေါ့နော် G1 G2 ဒါမျိုးတွေပါတယ်ပေါ့နော်အဲ့သူတို့ရတယ်ပဲဥစ္စည်းပြီးတော့ဒါကိုလောက်ဆောင်တယ်လို့ကျွန်တော်တို့သိရတယ် ။အဲ့တိုင်ဝဲမှာလည်းဒါတို့စီးတဲ့ဂျီဝမ်တယောက်ကတော့ကျွန်တော်တို့ကြာသွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲနောက်ပြီးတော့ဒီဖမ်းမိတဲ့စစ်တုံးမလေးတွေမှာလည်းအဲစစ်သားအစ်စ်ပါတယ်။ဟောတမတော်တော်ဆက်ကြောင်းမှုဂျီဝမ်ပါတယ်လို့တော့ကျွန်တော်တို့သိရတယ်။ဒီအိုလည်းကျွန်တော်တို့ထောင်လန်းသိရတော့ဆိုလို့ရှိရင်အဲ့ဒါလုံးဝကွန်ဖန့်ဖြစ်တယ်။အဲ့တော့ပြီးတော့သူတို့တွေကလည်းပြီးတော့မှလည်းဒါဟိုသူတို့ရဲ့ဆက်ကြောင်မှုကြာသွားရဲဆိုတော့လည်းပြောနေတာတွေကိုလည်းကျွန်တော်တို့သိရတာရှိတယ်ဗျ။ဟာဒီသူတွေကလည်းအများပြပေးမိနေတဲ့ဘိုင်းကဏ္ဍတွေရှိတယ်။နောက်ပြီးတော့ ဟိုတိုက်ပွဲရလဲဒါအချိန်ကြာမြင့်ဆိုတာဖြစ်တာတွေနဲ့ကျွန်တော်တို့တော့ဝင်းတက်ခလာရင်းနဲ့ဆိုတော့အခုဖတ်မိထားတဲ့စစ်တုံမှန်းတွေတဲ့ကနေပြီးတော့ကျွန်တော်တို့ဒီစစ်သားစစ်ဆိုတာတွေကိုတော့ကျွန်တော်တို့နင်းမြန်းအချင်းမရှိသေးတာဖြစ်တဲ့အတွက်အကိုပိုင်အမှတ်တွေနာမည်တွေတော့ကျွန်တော်တို့မသိရသေးဘူးပေါ့နော်တစ်ဖက်တစ်လမ်းနေတော့ကျွန်တော်တို့လက်ထောက်စုံလမ်းနေတာတော့ရှိပါတယ်ဒေါ်လာရေးဆိုတာကိုတော့မှန်တယ်ဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်နဲ့ကျွန်တော်တို့ကတိုက်ခိုက်ကြတဲ့အခါမှာသူတို့ကလည်းကျွန်တော်တို့ကိုကြားချောင်းချောင်းနေရရှိတယ်ကျွန်တော်တို့ကလည်းသူတို့ကိုကြားချောင်းချောင်းနေရရှိတယ် အခုချိန်မှာတော့ကျွန်တော်တို့ကဘယ်သူကမိုးဆိုးလဲဘယ်သူကသားကောင်းလဲဆိုတာတွေကကျွန်တော်တို့ကအဖြေရှာလို့မရသေးဘူးဥရတူကတော့ဒါမိုးဆိုးလို့ပြောရမှာပေါ့ဗျာနော်အဲ့တော့အခုလိုမျိုးမြေပြင်မှာသူတို့တွေဟိုကျွန်တော်တို့ပဲမဲ့နေတက်ခတ်လိုက်နေတဲ့ဘိုင်းကဏ္ဍတွေကကျွန်တော်တို့ရဲ့ကြိုတင်ပြင်ဆင်မှုပေါ့နော်နောက်တစ်ချက်ကအစ်စ်ချောင်းမှာဥဆောင်တဲ့ညီငယ်တွေရဲ့အာတော်တဲ့ဘိုင်းကဏ္ဍတွေပေါ့နော်သူတို့တွေရဲဝန်းတဲ့ဘိုင်းကဏ္ဍတွေတော်တဲ့ဘိုင်းကဏ္ဍတွေကြောင့်တော့ပါတယ်လို့ပြောရမှာပေါ့ ဟုတ်ကဲ့ဂျမားကတော့အထောက်ကူပြုတာပေါ့ဗျာကျွန်တော်တို့သူတို့ရဲ့ဝေဟင်အထူးသဖြင့်တော့ drone ရဲ့အကြံတွေကိုဒီဂျမားတွေကပဲကာကွယ်ပေးနိုင်တာဆိုတော့လေအဲ့တော့သူတို့ဘက်ကဆက်ကဆက်ဘက်ကနေလုတ်တင်လိုက်တဲ့ drone တွေတက်လာရင်တော့ကျွန်တော်တို့ကဒီဂျမားတွေလည်းပဲပြန်ပြီးတော့ခုခံရမယ့်အနေအထားမျိုးတွေတော့ရှိတာပေါ့ဗျာကျွန်တော်တို့တော့အများကြီးသုံးဝင်တာပေါ့ဟုတ်ကဲ့မနေ့ကတော့ကျွန်တော်တို့ဒီမိုးရွာနမခဘက်ကနေပြီးတော့ဂျိုင်းရိုကော်ပိုရာ၃ပြီးနဲ့နေချောင်းလာပြီးတိုက်ခိုက်တာမှာ အနှစ်စီးကတော့ပြန်ဝဲတယ်တစ်စီးကတော့လေချောင်းတက်ခိုက်တာနှစ်ကြိမ်လုံးသွားတယ်ပေါ့နော်ဒါပေမဲ့အလုံးဝအထီးခိုင်မရှိဘူးသူတို့အဲ့လိုချက်ချင်းပဲပြန်ခေါ်သွားတယ်အာဒီမိနစ်မှာလဲကျွန်တော်တို့ဖိုက်တာဖိုက်တာနဲ့လေချောင်းနှစ်ကြိမ်လာပြတ်သွားတာရှိတယ်ခေဦးနဲ့ကျွန်တော်တို့ကမ်လူချုပ်ဆက်ပေါ့နော် ါပေမဲ့ကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေထိခိုက်မှုတွေဘာမှမရှိဘူးအပြည်သူထိခိုက်မှုရှိမရှိဆိုတာကိုတော့ကျွန်တော်တို့အတိမပြုနိုင်သေးတဲ့အနေအထားတစ်ခုတော့ရှိတယ်ပေါ့နော်ဒါအခုကျွန်တော်တို့ဒီခုဖြေဆိုနေတဲ့အချိန်ရဲ့အစောပိုင်းကာလလေးရမှာပဲဒါဝက်တိုးအထိုင်စခန်းကနေမနေ့ကတို့နောက်ကျောင်းပြန်ပေါ်သွားတယ်ဝက်တိုးဆက်ကဆအထိုင်စခန်းကနေပြီးတော့မှဒါတောင်ဘက်ကိုဒါခြေလျှောက်ပြန်ပြီးတော့စစ်ကြောင်းတစ်ခါပြန်ထွက်နေရတော့ရှိတယ်ကျွန်တော်တို့အင်အားတော့စစ်စစ်နေတယ်ပေါ့နော် အော်ကျွန်တော်တို့ဘက်ကရဲဘော်တွေအားလုံးကတော့ပစ်ကင်းပါတယ်အဲ့ဒီကျွန်တော်တို့ဒီဟွာပေါ့နော်ကာဘူတိုက်နယ်ရဲ့တိုက်နယ်တာဝန်ခံကတော့တင်မအိုနည်းနည်းလေးကြီးရှက်ထိသွားတာတော့ရှိတယ်ဒါလည်းဆိုရင်သာမဟုတ်ပါဘူးရှက်ထိလေးပဲထိသွားတာဒါလည်းပဲကျွန်တော်ထိခိုက်မှုရှိတယ်ကျန်တာတော့ကျွန်တော်တို့တော်တော်လေးညီကိုတွေအားလုံးကတော့ပစ်ကင်းကြပါတယ်ဗျဟုတ်ကဲ့ကျဆိုသွားတာမဟုတ်ဘူးပြောခွေးပြပြပြန်ပြီးပြီးသွားတာအဲ့လိုပဲပြောရမှာပေါ့နော်ကျွန်တော်တို့ဟိုရဲဘော်တွေကရှေ့ရနေပြီးတော့စောင့်ကြိုအတင်းစောင့်ကြိုတိုက်ခိုက်တယ် အဲသူရဲ့တက်ကိုဦးချိုးလိုက်တဲ့ပုံစံချက်သွားတဲ့ခါတော့တက်လာသွားတာပေါ့ဗျာတက်လာသွားတဲ့ခါမှာနောက်ကိုဖြူဖင်းနဲ့ပြန်ဆုပ်ပြေးတယ်အဲပြီးတော့ပါလာခဲ့တာကလည်းစိတ်တက်ပိုင်းဆိုင်ရာမှာပေါ့နော်လုံးဝဒါပြောမယ်ဆိုရင်စိတ်တက်မရှိဘဲနဲ့အာရမစိတ်ခိုင်းမှုကြောင့်မို့ဒါလောက်ရတယ်ဆိုရဲကျွန်တော်တို့ဒါပြည်ဆက်သွင်းခံရတဲ့ပြည်သူတွေလည်းဒါပါလာခဲ့တဲ့နေထိုင်မှာလည်းရှိတယ်အဲ့တော့သူတို့တွေကဒီကနေပြီးတော့ online အင်အားတွေတကယ်တိုက်ပြီးဆိုတော့သူတို့နောက်ကျောင်းပြန်ပြီးတော့အကုန်လုံးကပြီးကြတဲ့အနေထားမှာဖြစ်သွားတယ်အဲ့တော့ဟိုခုနောက်ဆုံးမှာ အဲဘယ်လိုပြောမလဲနောက်ဆုံးမှနေတဲ့သူတွေကနောက်ကျောင်းပြန်ခေါက်တဲ့အခါမှာသူကစခန်းကိုအရင်ဦးဆုံးရောက်သွားတဲ့ပုံစံမျိုးပါပဲပေါ့ဗျာဆိုတော့ပြီးတော့တခုရှိတယ်ဗျာဒီနေရာမှာလဲသူတို့ကတကယ်နည်းနည်းဝါရင်းနဲ့ပြူတွေပေါ့နော်နောက်ပြီးတော့တကယ်ဒီတဲကိုစိတ်ပါလက်ပါဝင်ပါလာခဲ့တဲ့ပြူတွေဝါရင်းနဲ့ပြူတွေကလည်းကောင်းနေဘယ်တော့မှရှိရမနေဘူးတိလားသူတို့ကအများကြီးနောက်ကပဲနေတယ်ဒီကောင်းတွေကနောက်ကနေတယ်အခုလိုမျိုးဘလူးမနက်နော်တဲလုံးဝစိတ်မပါဘဲနဲ့ပေါ်တာဆွတ်ခဲ့တဲ့ပြူတွေကိုပဲရှိရနေပြီးတော့အသေးခိုင်းနေတယ်ဒီကောင်းတွေမှာအဲ့လိုစိတ်သက်ရှိတယ် ဲ့တော့နောက်ဆုံးပြက်ခေါက်သွားတဲ့ဆိုရဲဆွဲနေရမှာသူတို့ကလုံးဝတက်ဆုတ်သွားတဲ့နေထားမဟုတ်ဘူးကျွန်တော်ဘက်ကလည်းလိုက်ပြီးတော့ဖိပြီးတော့ပစ်လို့နောက်ကနေအရန်လုံးသွားတဲ့အတွက်သူတို့မဟန်နိုင်လို့မို့သူတို့ခွေပြို့ပြီးပြရတဲ့နေထားဖြစ်သွားတယ်အဲ့ဒီမှာတော့မှဒါတော့ပြည့်ရဲ့သူတွေထဲမှာတော့မှ48ယောက်ကလုံးဝတန်ရာရသွားတဲ့သူတွေဆိုင်နေဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ကြားတာကတော့ တန်ရမဲ့တဲ့သူဆိုတယောက်တည်းပဲလို့ကျွန်တော်ကြားတယ်အားလုံးကတန်ရရသေးတာတွေနဲ့စစ်တုံမှန်းတွေပဲဖြစ်တယ်ဟိုအပေါ်တော့လိုက်ပြီးတော့ဒါနေမီရဲ့အနေထားတွေကိုလိုက်ပြီးကြည့်နေရအောင်ရှိသေးတယ်သူတို့ဘယ်နှယောက်သေးတယ်ဆိုတဲ့အစရင်အတိအကျကိုလည်းကျွန်တော်တို့အာလိုချင်တာဖြစ်တယ်ပေါ့နော်အဲ့အရာလေးပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဟိုအပေါ်တော့ဒီမရရှိသေးတဲ့လက်လက်ဒီထဲမှာလည်းကြံလားဆိုရဲ့ဘိုင်းကန္တာတွေနဲ့လိုက်ရှာတဲ့ဘိုင်းကန္တာရရှိတယ်ကျွန်တော်တို့ကဖြစ်တယ်ဆိုတော့ အချိန်လေးကောင်းတဲ့အနေထားမှာရှိတဲ့ဆင်တော့သူတို့တွေကိုကျွန်တော်တို့တချို့ပေးရမှာပေါ့ဗျာအဲသူတို့တွေကလာမကောင်းရင်တော့ကောင်းစီရှုပ်ပေးရမှာပေါ့နော်အဲ့လိုအဲ့လိုအနေထားရောရှိတယ်ပေါ့အားလုံးကြီးကသူကလည်းဝင်းပင်းထဲမှာဖြစ်တဲ့အတွက်ဆိုတော့သူကလုံးဝပြန်ကျဲနေတာပေါ့ဗျာဆိုတော့ပြင်းပြပြပြင်းနေတဲ့ခါမျိုးတွေဖြစ်တာဆိုတော့ဒါတော့မြင်အောင်ကြည့်ပေါ်မှာရဲ့ဖြူဖျဲနေတဲ့သူကလည်းဝင်းကဟိုရောက်ကြည့်တော့ပြီးတဲ့အားကြီးအများကြီးဆိုတော့လေအဲ့လိုမျိုးနေထားတော့ရှိနေတယ်ဟုတ်ကဲ့ဝတူထိုင်စကမ်းမှာရှိနေတဲ့ဒီဆက်ကဆနဲ့ဂျူတွေကတော့ ်မြို့သမီးတွေကိုဝေးလုတဲ့အပိုင်းကဏ္ဍတော့ကျွန်တော်တို့မတိထားရဘူးဒါပေမဲ့လည်းစကားစားဆိုတော့အာနာရှင်တိရတိုင်းပဲဗျာနောက်ဆုံးတော့အနည်းအနည်းဆုံးတော့ကျွန်တော်တို့ပြည်သူရဲ့နေအိမ်တွေကိုလိုက်ပြီးတော့မိရှုဖြက်စီတာရှိတယ်ပြည်သူတွေကိုတွေ့ရင်ပြစ်တတ်တာမျိုးရှိတယ်เนาะဒါအမျိုးသမီးတွေလည်းဒါဖတ်မှတ်ခံချီပြီးလို့ကျွန်တော်ထင်ပါတယ်နောက်ပြီးကျွန်တော်ပြည်သူပိုင်ရဲ့အစီအစီယူငင်လာမျိုးရရှိတယ်ပြည်သူတွေရဲ့စိတ်ဆန်တွေကိုတတ်စားတာမျိုးရရှိတယ်ဒါကတော့ဒါအောက်ခြေအနည်းဆုံးဒါလုပ်နေတဲ့အလုပ်တွေပေါ့เนาะ မျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ရေလုတာတော့မကြမ်းမိသေးဘူးဒါကလည်းမတွေ့သေးလို့လားအဲသူတို့ဒါမျိုးတွေတော့ကျွန်တော်တို့စဉ်းစားမှာပေါ့ဗျာကျွန်တော်ကတော့ဒါကမ္ဘလူမျိုးနယ်ပြည်သူ့ကာကွယ်ရေးပကဖပေါ့နော်ပကဖမျိုးနယ်တည်င်းထွန်းရေးတာဝန်ခံမှာဗျာ